ရဲ့ဟိုကတော့ဒီမှာမှာတွေ့တာဟုတ်မှန်ပါလေဟုတ်ကဲ့ဟုတ်ဒီဘွားနေဖောက်ထုတ်ပြီးယူရတာပါเนาะဒါထက်မှလည်းလေပေါ့เนาะဒီအကိုတယောက်ကအကူညီလာတောင်းထားလေးလည်းရှိလို့ပါဒီမှာလည်းပေါ့เนาะဟိုသက်ဆုံးချုံသွားတာကြတော့အန်ဒီရဲ့အမျိုးသားပါเนาะဟုတ်ကဲ့ပါဒီစိတ်မကောင်းပါဘူးဗျာเนาะဟုတ်အန်ဒီရောဘွားထိခိုက်နေရပါရှိသေးလားဗျာအဲ့လိုမျိုးတော့မရှိပါဘူးဒီဒူးလေးပါလေးပွန်းယုံပဲ့ယုံပေါ့เนาะဟုတ်ကဲ့ပါဒီတဲ့အချိန်မှာဒူးပွန်းလဲတာပေါ့เนาะအဲ့လိုမျိုးရရှိတဲ့ဒါကြီးကအန်ဒီအိမ်ကနှစ်ထပ်လားဟုတ်ဘူး နှစ်ထပ်မဟုတ်ဘူးကျမတို့ကဒီရုပ်ခက်ကရေဝင်နေဆိုပြီးတော့တို့တိုင်ထောင်လိုက်တာပေါ့ဟုတ်အောက်မှာအလွတ်ထားထားတာပေါ့နော်ဟုတ်ဟုတ်အောက်မှာအလွတ်ကြီးပေါ့နော်အဲ့ဒါပြုတ်ကြသွားတာပေါ့နော်တိုင်ဟုတ်ကဲ့ဟုတ်တယ်ဒါရဲ့ထင်ပါလေပုံလေးလည်းပြထားတယ်ဟုတ်ကဲ့အဲတူအသက်ဆုံးရှုံးသွားတယ်တဲ့ဒါဒီနည်းနည်းချောင်ကြတော့လေအလူချင်းလည်းတိတ်မြောက်လို့ပေါ့နော်ဒါကုညီနိုင်လိုက်ကုညီပေးပါအောင်ဆိုတော့ကျွန်တော်တို့ဒါခွင့်ရသားနည်းစုပေါင်းအလူငွေရရှိထားတာလေးနဲ့ပေါ့နော်ဒါတို့ဒါနေကူညီပေးခဲ့မယ်ပေါ့နော်ဒီလိုလိုအပ်တဲ့နေရာလေးမှာအသုံးပြုလို့ရအောင်ပါကနော်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုကပေါ့အိမ်က ်ဟိုမှာဖြစ်သွားတာလေဟုတ်အောက်မှာ तू อ่ะဆိုင်ကယ်လုပ်နေတာဟောဟုတ်ဆိုင်ကယ်လေးကိုဟိုကဟိုကအပေါက်ကြီးလာလားဟောအဲ့ဒါဟုတ်ဒီဟာကကြတော့ဆိုင်ကယ်မလေးကထုတ်ယူထားတာဟောထုတ်ယူထားတဲ့အပေါက်သူ့ရဲ့ body ထုတ်ရတာဟိုမှာဟိုဘက်အပေါက်ကနေဓာတ် body ထုတ်ရတာဗောနော်ပြိသွားတာလားဒီအောက်ထဲဟုတ်တယ်အောက်ထဲမှာဟောတွတ်ဒီဒီတိုင်လေးအောက်ထဲမှာရောက်နေတာဟုတ်တယ်အဲ့ဒါမှရောက်နေလှုပ်တဲ့အချိန်မှာတခါတည်းပြိသွားတော့ဘူးပြိုကျသွားတာဟုတ်ကဲ့ပြိုကျပြီးတော့အဲ့လိုပြိသွားတာပြိသွားတဲ့ခါကျတော့ 28ရက်နေ့ကတော့ဘာမှလုပ်လို့မရအောင်ဟုတ်ကဲ့29ရက်နေ့မှာဒီရက်ကွက်ကကုညီပေးတဲ့ဟိုဟာ2ယောက်နဲ့သူ့ရဲ့အသည့်ကိုတွားပြီးအကြောင်းကြားလိုက်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အကြောင်းကြားလိုက်တဲ့ခါကျသူတို့ကနေပြီးတော့လာပြီးတော့ကုညီပေးလုပ်ပေးတာအဲ့ဒီကနေဖောက်ထုတ်လိုက်ဟုတ်ဟုတ်အဲ့ဆိုအောက်မှာကအနီတို့အမြင့်ကတော့လူတရက်စာလောက်ထားထားဟုတ်ကဲ့ဟောလူတရက်စာလောက်အမြင့်တိုင်မဲထောင်ထားတာပေါ့နော်နှစ်ထပ်တော့မဟုတ်ဘူးတိုင်မဲထောင်ထားလိုက်ပထမတစ်ချက်မှာနေ ပြူသွားတယ်ပြူသွားတယ်တဲ့အဲဆိုအန်တီတော်မှဘေးအပြင်ဘက်မှာမလို့ဘေးကင်းသွားပါဘောနော်ဘေးမှာဆိုတော့ဒီလိုမျိုးထမင်းစားပြီးလေနေကင်းထမင်းစားပြီးထိုင်စကားပြောနေရနေဘယ်လိုမှ तू ကအပြင်သွားစရာရှိတယ်တဲ့ဆိုတဲ့ခါကျတော့ तू ကအဲ့ဆိုင်ကအင်ဂျင်ကျင့်နေလို့အဲ့ဒါလေးကို तू ကလှုပ်ပြီးရင်းနဲ့ငါအပြင်သွားစရာရှိတယ်ဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့လို့ဆိုပြီးတော့မှအာအန်တီကဟိုဘက်အိမ်ကိုသွားလိုက်တာဟိုဘက်အိမ်မို့သွားသွားမိလိုက်တာပေါ့နော်သွားတဲ့အချိန်မှာချက်ချင်းကြီးအခု သားတို့ရောက်တာလောက်တော့မကြားဘူးဘယ်လိုမျိုးအစာဦးတဲလှုပ်ပြီးပြိုတာမျိုးတော့မဟုတ်ဘူးတစ်ချက်သေးကြီးပဲเนาะတော့အပေါ်ကဘင်ကြီးကပြိမာလीเนาะရိုက်ချလိုက်တယ်ဖြစ်သွားတယ်ကျက်သိန်းတော့ထားပါတယ်ဒီတစ်ချက်နဲ့ရိုက်ချပြီးတော့ကျားတာလည်းစိတ်မကောင်းပါဘူးဒီเนาะသူ့ရဲ့ဟိုကတော့ဒီမှာမှတွေ့တာဟုတ်မှန်ပါလीအဲ့ ဟုတ်ကဲ့ဟုတ်ဒီဘွားနေဖောက်ထုတ်ပြီးယူရတာဗောနော်ဖြစ်တာတော့ဖြစ်သွားပြီပန်ဒီရဲ့အရင်ရဲ့စိတ်မကောင်းကြရင်မတွေးပါနဲ့နော်ဒါကိုကြံခဲ့တဲ့အတွက်ကြောင့်မလို့ကိုသူ့ကိုရည်စူးပြီးတော့ဘာကုသိုလ်ကောင်းမွေလုပ်ပေးနိုင်မလဲအကောင်းဆုံးဘာလုပ်ပေးနိုင်မလဲဆိုတာပဲနော်ကြံတဲ့မိသားစုကဒီလိုပဲလုပ်ပေးရမှာပဲလေနော်ဒါတို့ဗုဒ္ဓဘာသာရကြီးမှာဆိုရင်တော့ကိုယ့်ရဲ့အတိတ်ကံလည်းဖြစ်နိုင်နေနော်ဒီလိုပဲခံယူပြီးတွေးရမှာပေါ့နော်ကိုယ့်ရဲ့သားသမီးစုပေါင်းအများလူလေးတွေကိုပေါ့နော်လိုအပ်တဲ့နေရာတွေကတော့အများကြီးရှိတယ်ပေါ့ဒီရဲ့ကိုယ်လက်လန်းမိတဲ့လောက်လေးကိုနိုင်ရဝင်လေးကိုပေါ့နော်ဒါ ကူညီတဲ့အနေနဲ့ခုနကသားသမီးစုပေါင်းအလှူလေးတွေကိုလိုက်ပြီးတော့လှူပေးတာပါဟုတ်ကဲ့ပါအလှူလေးပေါ့နော်ဟုတ်ကဲ့ပါတက်နိုင်တဲ့များကူကြရတာဟုတ်ကဲ့ဟုတ်ကဲ့ဖြစ်သွားတဲ့အဖြစ်ကြီးရာလို့အိမ်မက်မက်နေတာလားဟုတ်တယ်အိမ်မက်လို့ဆိုရင်ကောင်းမှာပဲလို့တွေးနေတာလို့ခုကိုထိုင်ပြောနေကြတာဒါငငယ်ရဆိုရင်ပေါ့နော်ဒီလူမန်းတိတက်လာပြီးရမှာဒါနှစ်နှစ်လောက်မှာအမေကလည်းတူတူတူအဆုံးစီရင်သွားတာဟိုအစိတ်တောက်တာအစိတ်တောက်ပြီးအဖေကကျတော့ဘာဖြစ်မှန်းမသိပါဘူးအဖေကရန်ကုန်မှာကားမောင်းတယ်လို့ပဲသတိတာပေါ့နော်ဒဏ်ရာဒဏ်ချက်တွေပတ်တီးလေးတွေနဲ့ပြန်လာတယ်သူတို့ရွာကို ဟိုညပိုင်းမှာရောက်တယ်မနေ့၄နာရီထိုးတော့အသက်ဆုံးရှုံးသွားတာတမ်းမျိုးလုံးထဲမှာကောင်းကောင်းတော့မမြင်ဘူးကြီးအဲ့တော့လူမန်းတိတဆားတဲ့အရွယ်မှာဆိုလို့ရှိရင်ဒီမိဘမဲ့ဘဝရဲ့ကိုဖေမီကိုတွေးတဲ့စိတ်ရဲ့အများနဲ့ငိုကြွေးခဲ့ရတယ်မြဲနေနေအရွယ်ရောက်လာတော့ဗာနဲ့ဖြေရလဲဆိုတော့ကိုရဲ့အတိတ်ကံကြောင့်ဒီလိုဖြစ်ခဲ့တယ်ကိုဘဝကိုအကောင်းဆုံးဘလို့ရက်တည်မလဲကိုမိဘတွေကိုရည်စူးပြီးဘာကြီးလုပ်ပေးနိုင်မလဲဆိုတဲ့စိတ်နဲ့ပဲအကောင်းဆုံးပြန်ရက်တည်တာပေါ့နော်ဒါ အနည်းလေးဒါဖြစ်သွားပြီပေါ့ဒီရနော်ဘုံတော့ဖြစ်ကြရလေအများကြီးဟိုကိုယ်စိတ်ကိုတရားနဲ့ဖြေပေါ့နော်ဟုတ်ပေါ့နော်ပြန်တွေးကြည့်ပြန်တော့လေလူငယ်လေးလက်ခံပေးပါအောင်နော်ဒါအခုကတော့ဝေသားလေးလှူပေးခဲ့ပါမယ်နော်ဒီဟာဒါတို့အများကြီးတော့လည်းမဟုတ်ပေါ့ဒီရနော်ဒါလူငယ်လေး၃သိန်းမှာဒါဒီလိုလိုအပ်တဲ့နေရာလေးမှာအသုံးပြုပါဗျာနော်ဒါအငဲအတွက်ရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာဖြစ်ဖြစ်ဘယ်လိုဖြစ်ရပေါ့နော်ဟုတ်ဒါဒါတို့ခုနှစ်သားသမီးအလူလေးပါသာဓုသာဓုပါအန်ဒီအကင်ပေးရှင်လို့ကျမချမ်းသာကြပါစေအလူရှင်များလည်းကကြီးသုံးမအနေကြော်လွားနိုင်ကြပါစေ ေဆက်ဆက်ရရဆင်ပြေကြပါစေချုံးပြေကြပါစေပြေပါလေပြေခဲ့စင်ကြပါစေနော်ဟုတ်ဟုတ်ကဲ့ပါဟုတ်ဒါတို့ခုနကသားသမီးအလှလေးပေါ့နော်ညီတော်လေးဒိုရက်တဲ့နေရာကြီးအများကြီးရှိရထဲရပါနော်ဒါလည်းလမ်းမီတလောက်လေးပေါ့နော်ဟုတ်ဟုတ်အဲ့ဒါခွင့်ပြုပါအောင်နော်ဟုတ်ဟုတ်ကဲ့ပါဒီလိုဆိုင်ပါအောင်နော်အနည်းအာတပြောသလိုလေးပေါ့နော်စိတ်မကောင်းစရာကြီးတွေးမိလိုက်ရင်ဖြေပါနော်ကိုတရားလေးနဲ့ပဲတရားလေးနဲ့ပဲဖြေပါနော်ဖြစ်တော့ကိုကယောဂါဖြစ်နေတာဟုတ်ဟုတ်အန်တီက အသက်40ခန်းရဲ့ကြောက်ကတ်တလုံးထုတ်ထားတာဟုတ်ကဲ့ကတလုံးပဲရှိတယ်ဖြစ်တော့ကျမယောဂဖြစ်တာလို့ဆုံးမတော့သူကရှိရအရင်သွားလိုက်ပြီလို့တွေးနေရဒါကြတော့လေတဘာဝဘေးပေါ့နော်တဘာဝဘေးမျိုးဖြစ်သွားတယ်ပါသွားတာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကိုကဘီယူဆိုင်ပါအောင်နော်ကိုကလည်းကျမကြီးတိတ်မကောင်းစင်းလေဂယူဆိုင်ပါအောင်နော်စိတ်မကောင်းကြရင်တွင်းကြတော့စိတ်ထိခိုက်သွားရင်ပို့ပြီးစိုးတယ်လေနော်အဲ့တော့ ကလေးတွေအတွက်အတင်းနေရသေးတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ကိုရှိနေတာအတွက်ကြောင့်မလို့ဒါပိုလို့အစိုးရအကောင့်ရှာတွေးပြီးတော့ကောင်းတာလေးတွေဆက်လက်လှုပ်ဆောင်နိုင်အောင်ဟိုရည်တည်အောင်ပါလေနော်အဲ့ဒါကြောင့်ဟုတ်ယူဆိုင်ပါအောင်ဟုတ်ဟုတ်ကဲ့ပါဟုတ်ခွင့်ပြုပါအောင်နော်ဟုတ်ကဲ့ပါရှင့်ဟုတ်ဟုတ်ယူဆိုင်တင်ပါတယ်ပါရဟုတ်ကဲ့ပါဗျာဟုတ်ဟုတ်တော်ရင်နော်အနေနဲ့